ောင်ညီကိုရင်အားလုံးမင်္ဂလာပါတရက်နဲ့ Chelsea နောက်ဆုံးအားစားရမြောက်ကိုကျွန်တော်တင်ဆက်ပေးသွားမှာပါတတော်ညီကိုရင်နဲ့လည်းပြအပြည့်စုံကြည့်ရှင် TikTok ပန်ဝါ YouTube မှာ live နားဆင်လို့ရပါတယ်ခင်ဗျာ Chelsea တင်းကခုချိန်မှာဆိုရင်တော့ခါနာချိုတန်း40နဲ့ကန်လန်းထားတာလည်းဖြစ်ပါတယ်ဂျင်းရပြခနောက်ရွှေစုပေါင်းတန်ကြီးကတန်းလျှောက်တဲ့နေပါရှိပေမဲ့ခုချိန်မှာဆိုရင်တော့တဖြည်းဖြည်းရောကျလာခဲ့ပြီလေဖြစ်ပါတယ်အဲ့တော့ကြောင့်ချယ်ဆီအတင်းရလည်းပြလိုအပ်နေတဲ့တောင်ပံအနေအထားအတွက်ခနာချူကိုတန်း40နဲ့ စိတ်ဝင်စားနေရလည်းဖြစ်ပါတယ်ခန္ဓာချူဟာလည်းတူရဲ့အောင်မြေဟာအင်္ဂလန်မြေလို့တတ်မှတ်ထားတဲ့အတွက်တူရဲ့ကူးလက်ရှိကသာမားရဲ့အစင်တောင်းပုံပုံချဲစည်းဟာမြင့်ပေးနိုင်မယ်လို့သူကယုံကြည်တဲ့အတွက်ဗျာမတ်စကာနဲ့ဆင်းရဲနေလို့သူ့ရဲ့အရှင်ကိုမတ်စကာကသူ့ကိုခေါ်ခြင်းနဲ့ဆန္ဒရှင်တခါလဲကောင်းခြင်းလိုက်ဆိုတဲ့ဒင်းနေလို့ထွက်ပေါ်နေရလဲဖြစ်ပါတယ်ချက်စီးတင်းရဲ့တောင်မကောင်းဖြစ်တဲ့မတူရဲ့ဂီကို AC Milan တင်းဟာ ခေါ်ယူဖို့စိတ်ဝင်စားနေတာဖြစ်ပါတယ်။ရှယ်စီးတင်းရဲ့တက်မှတ်ဈေးကတော့တန်90ရှိရအတွက် AC Milan ဟာဒီပမာဏအတူတူမတူရကီးအတွက်များလုံးနေပေါ့။အတူတူမတက်နိုင်နဲ့ချေးလို့ဆိုထားပါတယ်။ဒီဇက်တာဈေးနဲ့လို့ရှင်တော့သူကမတူရကီးကိုခေါ်ယူဖို့အတွက်ဆန္ဒရှိရလို့သိရပါတယ်ဖြစ်ပါတယ်။ရှယ်စီးရလည်းဗျာတောင်မန်ဘောဗျာဥမာခနာရှိုးတို့ကစ်တန်တို့ channel ဘာမားတွေကိုခေါ်လို့ရှင်တော့မနီကိုလာဝီရီယန်တို့ရိုဒီကိုတို့တကယ်လို့ရောက်ခဲ့ရင်ခေါ်လို့ရှင်တော့မတူရကီးကိုထောက်ကောင်းထုံနေပါတယ်။ဒါပေမဲ့လည်းသူကတန်90ရောမှာလဲ။ AC Milan အတင်းရခေါ်ဖို့ဆန္ဒရှိနေပါတယ်ခင်ဗျာ။